ဟုတ်ကဲ့မင်္ဂလာပါဗျ 2D KMD မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျကဲဒီညနေမှာလည်းကိုမတို့ကျွန်တော်ရဲ့တွက်ဆိုင်လီပေါ့နော်ကြာရင်တော့သုံးပါဗျ မနက်ကတော့ကျွန်တော်လွဲသွားတယ်ပေါ့နော်1ချင်းရတော့6တစ်အချင်းရတော့တစ်မှန်တယ်ပေါ့နော် ဆိုဒီမှာ၁ရဲ၅ရဲဒီရက်၁ရဲပေါ့နော်ဒီ၃လုံးပုံချင်းဒီခွင်ဖြစ်လို့ခွင်ရဲ့နှက်ခက်ဒီ၃ညာခွင်၃ညာဒီကြောင့်ဒီမှာအချိန်မြတ်တော့ဒီခွင်၃ညာအချိန်မှာ ခွင်၅ထွက်တော့ခွင်ထိတယ်ဗျညနေကိုလည်း၄နောက်ပိတ်တွေ့ရှိပါတယ်တဲ့ဟုတ်ကဲ့ပါဗျာနော် အဲ့ဒါလည်းကျွန်တော်ဒီ6ခွန်8ကိုပေါ့နော်အဲ့လိုမျိုးသွားမယ်ဆိုရင်တော့၄နောက်ပဲဟုတ်ပါလိမ့်ဗျဒါကြောင့်ဒီမှာတင်းငါတေပောင်းချင်းခွန်ဖြစ်လို့ခွန်နက်ခက်၃ညာခွန်၃ညာအချိန်မှာခွန်ငါထွက်တော့ခွန်ထိတယ်။နောက်တစ်ပင်ဒီခွန်ရဲ့၃ညာရဲ့ဒီရခွန်ရဲ့ခွန်၃ညာခွန်ပောင်းချင်းဒီကျွန်တော်တို့၄ဖြစ်လို့၄ရဲ့နက်ခက်ဒီနှင်း၄နှစ်ဒီကျွန်တော်ဒီမှာအချိန်ပြ။တော့ဒီ၄နှစ်အချိန်မှာလည်း20ထွက်တော့ကျွန်တော်တို့နှစ်ထိတယ်ဗျ။ ဝေရနဲ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျာဒါဆိုကြောဒီမှာနောက်တစ်ပင်ပေါ့နော်နောက်တစ်ပင်ဒီလဲ9ရက်9ရက်ပေါင်းချင်းဒီလေ4နဲ့ဒီရက်2နဲ့ပေါင်းတော့6ဒီ3လုံးပေါင်းချင်းဒီ6ဖြစ်လို့6ရက်နဲ့ခက်ဒီ9 6 9ဒီကြောင့်ဒီမှာအချိန်ဗျာတော့ဒီ6 9အချိန်မှာလဲ9 6ထွက်တော့6 ठी တွေဗျာပြီးပေါ်ယူသားတဲ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျာ အညာအသားလည်းမသိနော်မနက်ကလည်းထိုးလိုက်သေးတယ်တဲ့1833 6863နဲ့နည်းနည်းလေးပဲလွဲသွားတယ်တဲ့ဟုတ်ကဲ့ပါဗျာနော်ဒါကြောဒီမှာပေါ့နော်ဒီနေ့အတွက်ဝန်းကျင်းဒီခွင်ရ6ရပေါင်းချင်းဒီ6 6နဲ့ဒီက9နဲ့ပေါင်းတော့1ဒီ3လုံးပေါင်းချင်း1ဖြစ်လို့1ရဲ့နှက်ခက်ဒီ8 8ဒီကြောင့်ဒီမှာအချိန်မြတ် အဲ့လိုမဲ့ဒါလေးနားလည်မလို့ထင်တယ်ပေါ့နော်ကျွန်တော်ဒီမှာ1.5ပေါင်းချင်းဒီခွန်ဖြစ်လို့ခွန်နှက်ခတ်3ညာခွန်3ညာအချိန်မှာခွန်5ထွက်တော့ခွန်ထိတယ်နောက်တစ်ပင်ဒီခွန်3ညာခွန်ပေါင်းချင်းဒီ4ဖြစ်လို့4နှက်ခတ်2 4နှက်အချိန်မှာလည်း20ထွက်တော့1ထိတယ်ဗျနောက်တစ်ပင်ဒီ6 5ပေါင်းချင်းဒီ6ဖြစ်လို့6နှက်ခတ်9 6 9အချိန်မှာလည်း9 6ဆိုတော့6ထိတယ်ဒါကြောင့်မို့ဒီညနေမှာကျွန်တော်တို့ ခွင်ရဲ9ရဲဒီရ9ရဲ3လုံးပေါင်းခြင်းဒီကျွန်တော်1ဖြစ်လို့1ရဲ့နှက်ခက်ဒီ8 8ဒီအချိန်ပါဗျာညာလာညာနေဆရာကနေဆက်ထိုးပါမယ်တဲ့ဟုတ်ကဲ့ပါဗျာနော်ကံကောင်းပါစေဗျာဥစံကြောတဲ့မင်္ဂလာပါညီမလေးတဲ့ဘယ်လိုဖြစ်လို့ညီမလေးလဲဗျာနော်ညီလေးပါဗျာ တော့ဒီမှာ9ရဲ့3ညရေပေါ့နော်ဒီနှလုံးပေါင်းချင်းဒီ9ဖြစ်လို့9ရဲ့ပါဝါတီ3ည9 3ညဒီကြောင့်ဒီမှာအချိန်ပြတော့ဒီ9 3ညအချိန်မှာလဲခွန်9ဆိုတော့9ထီတယ်ဒီမှာဆိုကျွန်တော်တို့ခွန်3ညအချိန်နဲ့9 3ညအချိန်နဲ့တွဲရင်ပြပောက်ပေးတယ်ပေါ့နော်ဒီကခွန်ဒီက9နဲ့ခွန်9ဆိုပြီးတော့ထွက်တယ်ဗျဒါဆိုကြောဒီမှာနောက်တပင်ပေါ့နော်နောက်တပင်ဒီလေ၃ညရေဒီက၅ရေပေါင်းချင်းဒီ၅ဒီနှလုံးပေါင်းချင်း၅ဖြစ်လို့ ငါရဲ့ပါဝါတီတုံညာငါတုံညာတီကျွန်ဒီမှာအချိန်ပြဒီငါတုံညာအချိန်မှာလဲ20ထွက်တော့ကျွန်တော်တုံညာထီတယ်ဒီမှာဆိုလဲ1ချိန်ဒီ6နှစ်အချိန်နဲ့ငါတုံညာအချိန်ပေါ့နော်တွဲရင်ပြပေါက်ပေးတယ်ဒီရက်2ဒီရက်တုံညာနဲ့20ဆိုပြီးတော့ထွက်တယ်ပြအဲ့တော့ဒီမှာနောက်တစ်ပင်ပေါ့နော်နောက်တစ်ပင်ဒီလေငါးရဲ့ဒီရက်၃ရက်ဒီနှလုံးပေါင်းခြင်းဒီငါးဖြစ်လို့ ငါရဲ့ပါဝါတီ3ညာ9 3ညာတီလဲကျွန်တော်ဒီမှာအချိန်ပဲဗျဒီ9 3ညာအချိန်မှာလဲ9 6ထွက်တော့ကျွန်တော်တို့9ထီတယ်ဒီမှာဆိုလဲ1ချိန်ဒီကျွန်တော်တို့6 9အချိန်နဲ့9 3ညာအချိန်နဲ့တွဲရင်ပြပောက်ဖြစ်တယ်ပေါ့နော်ဒီက6ဒီအွန်ဒီက9ဒီက6နဲ့ကျွန်တော်တို့9 6ဆိုပြီးတော့ထွက်တယ်ဗျအားလုံးမဲ့ဒါလေးလဲနားလဲမလို့ထင်တယ်ပေါ့နော်ကိုမတို့ကြိုက်နှစ်တက်မှုရှိမှလဲသုံးပါဗျဒါကြောဒီမှာ9ရဲ့6ရဲ့ပေါ့နော်ဒီနှလုံးပေါင်းခြင်းဒီ9ဖြစ်လို့ ငါရဲ့ပါဝါတီတုံညာငါတုံညာတီလဲကျွန်တော်ဒီမှာအချိန်ပဲဗျအဲဆိုကျွန်တော်ဒီမှာ1ရှစ်အချိန်နဲ့ငါတုံညာနဲ့တွဲရင်ပြပေါ့ပေးတယ်ပေါ့နော်ဒီမှာမှကျွန်တော်ကဘရိတ်ကိုကီးဘရိတ်အနေနဲ့ပေးပါမယ်ဗျ တော့ဒီမှာ break ဒီပေါ့နော်ဒီ၃လုံးပေါင်းချင်းဒီလဲ break ပေးနေတာတွေ့ရတယ်ကျွန်တော်တို့ဒီမှာ၁ရယ်၅ရယ်ဒီရ၁ရယ်ပေါ့နော်ဒီ၃လုံးပေါင်းချင်းဒီခွန်ဖြစ်လို့ခွန်ရဲ့ power တည်နှင်းခွန်ရဲ့နှက်ခက်တည်၃ညာခွန်နှစ်၃ညာဒီကျွန်တော်ဒီမှာ break ပြဒီခွန်နှစ်၃ညာ break မှာခွန်၅ဆိုတော့နှစ် break ထွက်တယ်ကျွန်တော်တို့ကဒီမှာဒီဒီကောင်ဒီ key break နေလဲပြောလို့ရတယ်ပေါ့နော်ခွန်နှစ်၃ညာ key ခွန်နှစ်၃ညာ break ပေါ့နော်အားလုံးပဲနားလဲမလို့ထင်တယ်ဗျာ ဆိုတော့ခွန်းနှစ်တုံညာကီခွန်းနှစ်တုံညာပြိမ့်မှာကျွန်တော်တို့ခွန်းနဲ့နှစ်ပြိမ့်ကျွန်တော်တို့ခွန်းငါဆိုပြီးတော့ထွက်တယ်ဗျ။အဲ့ကြောဒီမှာနောက်တစ်ပင်ပေါ့နော်ခွန်းတုံညာခွန်းပေါင်းချင်းဒီ၄ဖြစ်လို့၄ရဲ့ပါဝါတီကို၄ရဲ့နက်ခတ်တီနဲ့၄၉၂တကြောဒီမှာဘရိတ်ပြဒီ၄၉၂ဘရိတ်မှာလည်း20ဆိုတော့ကျွန်တော်တို့2ဘရိတ်ထွက်တယ်ပေါ့နော်ဒီမှာဒီကျွန်တော်တို့ကဒီ၃လုံးပေါင်းချင်းဒီ၄ဖြစ်လို့ဒီကောင်ဒီလည်း၄၉၂ဒီကီ၄၉၂ဒီဘရိတ်ပေါ့နော် ဒါကြောဒီမှာနောက်တပင်ဒီ9 5နှစ်ပေါ့နော်ဒီ3လုံးပေါင်းချင်းဒီ6ဖြစ်လို့6ပါဝါတီ6နှစ်ခတ်ဒီ9 6 19ဒီကျွန်တော်ဒီမှာပြိပြဒီ6 1 9ပြိမှာလဲကျွန်တော်တို့9 6ဆိုတော့1ပြိတ်1ပြိတ်ပေါ့နော်ကျွန်တော်ဒီမှာဒီကောင်ဒီ6 1 9ဒီ key ပြိတ်နေနဲ့ပြောလို့ရရတယ်ပေါ့နော်ဒီမှာလဲ9 6ဆိုပြီးတော့ထွက်တယ်ဒါဆိုကျွန်တော်ဒီညနေမှာလဲခွန်9 5ပေါ့နော်ဒီ3လုံးပေါင်းချင်းဒီကျွန်တော်တို့1ဖြစ်လို့ တပဝတိ6တနခတိရှိတ6ရှိဒီကြောင့်ဒီမှာပြိပ္ပအလုံးမဲနားလည်းမလို့ထင်ပါတယ်ဗျာနော်ကျွန်တော်ဒီမှာဒီကောင်ဒီကီးဘေးအနေနဲ့ယူလို့ရတယ်တ6ရှိကီးတ6ရှိပြိပ္ပနော်ဒါပေမဲ့ကျွန်တော်ဒီမှာဒီ1ချင်းလေးကိုလည်းတွက်ပြပေးထားတာကကျွန်တော်တို့တင်ကနန်းအနေနဲ့တင်လို့ရတာပေါ့နော်ဒီပြိပ္ပထဲမှာဆိုရင်အလုံးမဲနားလည်းမထင်ပါတယ်ဗျာ

ထပ်ပြင်တော့ရမယ်ပေါ့နော်ကျွန်တော်ဒီမှာ15ပေါင်းချင်းတီ6ခွန်း3ညပေါင်းချင်းတီခွန်း26ပေါင်းချင်းတီ8ဒီနှလုံးပေါင်းချင်း6ဒီနှလုံးပေါင်းချင်းခွန်းဒီနှလုံးပေါင်းချင်း8ဒီနှလုံးပေါင်းချင်း9လို့ဖြစ်မယ်ဆိုရင်ကျွန်တော်က4နောက်ပိတ်ပေါ့နော်ဒီ4နောက်ပိတ်ကိုကျွန်တော်က3ထိတ်နဲ့တွဲมาဖြစ်တယ်ဗျဗရိတ်ကတော့ကျွန်တော်ဘော်ဒုံးနေညနေရပြခဲ့တဲ့ဗရိတ်လိုင်းတီတော့ကျွန်တော်ဒီမှာခွန်းလေးဗရိတ်ရမယ်ပေါ့နော်ခွန်းလေးဗရိတ်မှာကျွန်တော်တို့ကဒီမှာကျွန်တော်3ထိတ်ဆိုပြီးတော့ တော့လည်းမနက်ကမတွေ့လိုက်ဘူးတဲ့မတွေ့လိုက်တာပဲကံကောင်းပါလေပေါ့နော်မနက်ကတော့ကျွန်တော်တို့ပေါကနှန်းဖြစ်မသွားဘူးဗျကျွန်တော်ဒီမှာပေါ့နော်သုံးညာခွန်နှစ်ပေါ့နော်ဒီသုံးလုံးပုံချင်းဒီ6ဆိုပြီးတော့ဖြစ်တယ်နောက်တစ်ပြင်ဒီလဲ9ရဲ့6ရဲ့ဒီက9ရဲ့ပေါ့နော်ဒီသုံးလုံးပုံချင်းဒီလဲကျွန်တော်တို့6ဆိုပြီးတော့ဖြစ်တယ်ဗျာ ဒါကြောင့်မို့ကျွန်တော်ဒီမှာ3ထိပ်ကိုရထားတာပေါ့နော်ကျွန်တော်ဒီမှာဒီ9ရဲ့ခွင်ရဲ့ပေါင်းခြင်းဒီ6 9ဖြစ်အောင်ဆိုရင်ကျွန်တော်ဒီမှာ3ထိပ်ထဲမှာပဲ9ဖြစ်မယ်ဗျမြင်တော့တဲ့ဒီကဏ္ဍဆိုတာမရှိပါတဲ့အားနဲ့ကဏ္ဍမရှိတယ်တဲ့ဟုတ်ကဲ့ပါဗျာနော်168ကကီးဖြစ်လာတဲ့168ကကီးဖြစ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ဒီမှာဒီ6ဒီလဲကျွန်တော်တို့1ချိန်ထဲမှာလဲတွေးတယ်ပေါ့နော်16အချိန်ရှိပါတယ်ဗျကျွန်တော်ဒီမှာ ခွင်ရဲ့တဲ့ရဲ့ခွင်ပေါ့နော်ဒီသုံးလုံးပေါင်းခြင်းဒီ၅ဖြစ်လို့၅ပါဝါ၃ညာ၅၃ညာအချင်းဆိုလဲခွင်၅ဆိုပြီးတော့၅ထီတယ်နောက်တစ်ပြင်ဒီလဲတစ်ခွင်၉ပေါ့နော်ဒီသုံးလုံးပေါင်းခြင်းဒီလဲခွင်ဖြစ်လို့ခွင်ပါဝါ၂ခွင်နဲ့အချင်းဆိုလဲ20ဆိုတော့2ထီတယ်ဗျနောက်တစ်ပြင်ဒီခွင်နှစ်ခွင်ပေါ့နော်ဒီသုံးလုံးပေါင်းခြင်းဒီကျွန်တော်တို့6ဖြစ်လို့6ပါဝါဒီ1ပေါ့နော်6တဲ့အချင်းဆိုလဲ96ဆိုတော့6ထီတယ်ဒါကြောင့်မို့ဒီနေ့မှာ 9ရယ်9ရယ်ဒီရခွန်ရယ်ပေါ့နော်ဒီ3လုံးပုံချင်းဒီလဲတစ်ဖြစ်လို့တစ်ပါဝါဒီ6တစ်6အချိန်လဲရှိတယ်ဒါဆိုကျွန်တော်တို့ဒီမှာဒီတစ်6ရှစ်ဒီကီပေါ့နော်တစ်6ရှစ်ကီ1ချဲအနေနဲ့တော့ကျွန်တော်တို့9တုံညာအချိန်လဲတွေ့ထားတယ်ခွန်နဲ့ break ကိုရှိတာလားတဲ့ခွန်နဲ့ break ကလည်းရှိတယ်ပေါ့နော်ကျွန်တော် border ဦးနေညနေရပြခဲ့တဲ့ break line ကတော့ကျွန်တော်တို့ ခွန်းခွန်းတုံညပေါ့နော်ဒီ၃လုံးပေါင်းခြင်း၄ဖြစ်လို့၄နှစ်ခက်1ဘရိတ်ဆိုပြီးကျွန်တော်ပြခဲ့တာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့က၄၉၁ဒီဒီမှာဘရိတ်ပေါ့နော်၄၉၁ဘရိတ်မှာ20ဆိုပြီးတော့1ဘရိတ်ထွက်တယ်နောက်တစ်ပြင်ဒီ၉၂၅ပေါ့နော်ဒီ၃လုံးပေါင်းခြင်းဒီ6ဖြစ်လို့ဒီမှာဒီကျွန်တော်တို့က၆၁၉ဘရိတ်ပေါ့နော်ဒီဘရိတ်လိုင်းဒီကျွန်တော်တို့ဒီအပေါ်ပြင်နေကလေးတွေကမှန်ခဲ့တဲ့ဘရိတ်လိုင်းပေါ့နော်ဒီခွန်ငားကလေးအမှန်ကလေးဘရိတ်လိုင်းပေါ့နော်ဒီနေ့မှဆက်မှန်မယ်ဆိုရင်ကျွန်တော်တို့က ခွင်ရဲ9ရဲ့၃ညရဲ့ဒီ၃လုံးပုံချင်းဒီနှစ်ဖြစ်လို့နှစ်ခွင်လေးပြိတ်နှစ်ခွင်လေးပြိတ်မှာမှာကျွန်တော်တို့ကသူပေးနေတာဒီပုံချင်းရဲ့ပါဝါကိုပါဝါနက်ခတ်ပေါ့နော်ခွင်လေးပြိတ်ပေးတာဖြစ်ပါတယ်ဗျဒီမှာဒီကျွန်တော်တို့ကထိပ်ပိတ်သေးလေးထိုးရမယ်ဆိုရင်ကျွန်တော်ဒီမှာ၃ညခွင်နှစ်ပုံချင်းဒီကို9ကို9ပုံချင်းဒီကိုဒီ၃လုံးပုံချင်းဒီလဲ၉လို့ဖြစ်မယ်ဆိုရင်ကျွန်တော်တို့ကဒီမှာ၉ခွင်ပုံချင်းဒီ၆ဖြစ်နေတာဖြစ်တဲ့အတွက် ျွန်တော်တုံးထိတ်ထဲမှာပဲကျွန်တော်တို့ကိုးဖြစ်မှာပေါ့နော်လေးဒီလဲကျွန်တော်ဒီမှာဒီနှလုံးပေါင်းခြင်း6ဒီနှလုံးပေါင်းခြင်း9ဒီနှလုံးပေါင်းခြင်း10ဒီနှလုံးပေါင်းခြင်းဒီ6လို့ဖြစ်မှာဆိုရင်ကျွန်တော်တို့က၄နောက်ပဲပရိတ်ဒီကျွန်တော်ခွန်လေးပရိတ်လေးရှိထားတာဖြစ်တဲ့အတွက်3လေးပါကျွန်တော်ထည့်မှာပေါ့နော်6ပိုင်းနဲ့၄ရနေရတဲ့ဟုတ်ကဲ့ပါဗျာနော်နှစ်ပရိတ်က3ငါထွက်ထားတယ်ဗျာနော်နှစ်ပရိတ်3ငါထွက်ထားတော့ကျွန်တော်တို့ကနှစ်ပရိတ်ကတော့မလာတော့တော့ဘူးပေါ့နော် လာမယ်ဆိုရင်ကျွန်တော်ဒီ168 break ထည့်ရပဲကျွန်တော်တော့ပို့ပြီးတော့ကြိုက်တယ်လို့ပြောချင်တယ်ပေါ့နော်ကိုမကလည်းကြိုက်မှလည်းသုံးပါဗျကျွန်တော်ဒီမှာဒီ168ဒီ key break နေတော့တွေ့ထားတာဖြစ်တဲ့အတွက်ကျွန်တော်တော့168 key break ကိုပဲဒီထဲမှာ C ပေးလိုက်မယ်ပေါ့နော် C ပေးပြီးတော့မှဒီထည့်ရမှာကျွန်တော်ကြိုက်တဲ့နောက်ထပ်2ကွက်လောက်ထပ်ထည့်မယ်ပေါ့နော်ကျွန်တော်168 key break ဆိုရင်တော့ပြန်ကြားပြီးပါမယ်ပေါ့နော် မနေ့ကလည်းညနေထက်ထိုးရအောင်မလားတဲ့မနေ့ကလည်းညနေမထိုးပါနဲ့ဗျာနော်ကျွန်တော်ဒီမှာဒီအရုပ်ပဲကျွန်တော်စီပြလိုက်ပါမယ်ဗျာအကိုမလည်းအကြိုက်ပါမလဲတုံးလိုက်ပါဗျာနော်3015169606682338330လေးပေါ့နော် ဟုတ်ကဲ့ပါဒီညနေမှာကျွန်တော်တွက်ပြတဲ့ကဏန်းလေးဒီပေါက်ကဏန်းလေးဖြစ်ပါစေဗျအကိုမလို့ကြိုက်တဲ့ကဏန်းဒီလည်း၄နာရီခွဲထွက်မဲ့ကဏန်းနဲ့ထပ်တူကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ဗျကျွန်တော် లై ကိုကြည့်ရှုအားပေးခဲ့ကြသူတိုင်းစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့လည်းပြည့်စုံကြပါစေဒူးဒီလည်းထိုးတိုင်းပေါက်ပြီးတပတ်တပတ်အမျက်တွေရပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျ channel ကို subscribe မနေသေးတဲ့ကိုမရီကလည်း subscribe နေပြီကိုတောင်းဆိုပါတယ်အားလုံးပဲကံကောင်းကြပါစေ bye bye see you ပါအားလုံးပဲ မင်းမင်းနဲ့တက်ရှိအချင်းရှိတော့ကြိုက်ပါတယ်တဲ့ဟုတ်ကဲ့ပါဗျာနော်ထော်တော်လည်းကျေးဇူးပါတဲ့ဟုတ်ကဲ့ပါဗျာငိုကြီးလည်းတစ်ဆယ်ကြိုက်တယ်တဲ့ဟုတ်ကဲ့ဗျာနော်ကံကောင်းပါစေဗျာအားလုံးပဲကံကောင်းပါစေဘိုင်းဘိုင်းဆေးယူပါအားလုံးပဲ